ားလုံးမင်္ဂလာပါ။ဒါနဲ့တမဲ YouTube channel နေပြီးတော့အားလုံးကိုကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့မီးမလာတဲ့အကြောင်းမလို့ဖုန်းလေးနဲ့ပဲကျွန်တော်ပြောကြည့်ရပါမယ်။ဆိုတော့အဲဒီနေ့ကျွန်တော် Premier League ပွဲစဉ်ကျွန်တော် Round 35ဒီဒုတိယကြော်အဲဒီဒုတိယကြော်လေ sorry ဒုတိယညပေါ့လေကျွန်တော်ဒီ Super Sunday မှာတကယ်ကျွန်တော် Chelsea နဲ့ Liverpool တို့ပွဲတွေလည်းကျွန်တော်ရှိပါတယ်ဆိုတော့အဲဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပွဲကြည့်ခံမှန်းချက်ကျွန်တော်လုပ်ကြည့်ရအောင်နော်ဆိုတော့ကျွန်တော်ပထမဦးဆုံးကျွန်တော်ဒီ United နဲ့ကျွန်တော် Brentford ပွဲပေါ့နော်အခုလက်ရှိကျွန်တော်ဒီ Bravo အင်္ဂလိပ်မှာကျွန်တော်ကစားရမယ် Bravo ဘက်ကနေပြီးတော့တလုံးကိုကျွန်တော်85ပြားပေါင်ပေါက်တယ်ကိုပေါင်းစစ်ကျွန်တော်သုံးလုံးကို15ပြားပေါင်ပေါက်ပါတယ်ဆိုတော့အဲဒီဈေးအနေထားကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Brandfood ကကျွန်တော်ဈေးပြင်းတယ်လို့ပြောလို့ရတယ်ဒါသူအင်ဝင်လည်းဖြစ်တယ်လို့အဲကျွန်တော်တို့ဒီဘာနော်ဟိုလက်ရှိ current form အရဆိုလို့ရှိရင် Brandfood တော်တော်ကောင်းနေတဲ့အထက်မှာပါတယ်ဆိုတော့ဒီတော့ကြောင့်မလို့အဲဒီဘာနော် အဲ United ဒီပွဲမှာနိုင်ဖို့ကတော်တော်လေး chance နေပါတယ်ဒါအပြင်ကျွန်တော်ဒီပေါ်တော့ကိုပေါင်းစည်းဆိုလို့ရှိရင်ပထမကြောကျွန်တော်ကိုပေါင်းစည်းထက်စားလို့ရှိရင်ကျွန်တော်တော်တော်လေးကြောကျသွားတာကိုတွေ့ရတယ်ဆိုတော့ဒါကလည်းကျွန်တော်ဒီ Brentford ကအခုနောက်ပိုင်းဆိုလို့ရှိရင်ကျွန်တော်ဒီတိုက်စစ်လေကျွန်တော်ကိုကရတယ်လို့ခန်းစစ်ကလည်းကျွန်တော်ပေးကိုလေးကျွန်တော်နဲတာတယ်ဒီလိုချန်မျိုးတွေကျွန်တော်ထောက်ပြနေတဲ့အခြေအနေမျိုးဖြစ်တယ်ဆိုတော့ကိုပေါင်းစည်းရော policy ရောကကျွန်တော် Brentford ကိုညှို့နေတဲ့အခြေအနေမျိုးပေါ့နော်ကျွန်တော်တစ်ချက်သတိထားရမှာကကျွန်တော်ဗာလဲဆိုလို့ရှိရင်ဥရောပပွဲတင်ရှိတဲ့အသင်းတွေပေါ့နော်အဲ့အသင်းတွေကဆိုလို့ရှိရင်ကျွန်တော်ကြီးတွေအဲဒီပေါ့နော်ပြော့နေတာ ကိုကျွန်တော်တွေ့ရတယ်စပါလို့ဆိုတဲ့ခြေတွေပြောတယ်ယူနိုက်တက်လို့ဆိုတဲ့ခြေတွေပြောတယ်ဆိုတော့ခြေပြောတဲ့အနေအထားမှာအဲဒီ၃ပွဲမှာ၂ပွဲလောက်ကမအောင်တာတော့များတယ်မနေ့ကကျွန်တော်တို့ဒီအဲဘုံမောက်ဆိုလို့ရှိအဲလည်းဒီအာဆင်နယ်ဆိုလို့ရှိရင်လည်းကျွန်တော် PSG နဲ့ပွဲကန်ရရှိတယ်လူစုံတော့ထုတ်တယ်ဒါပေမဲ့မနိုင်ဘူးပေါ့နော်ဒါခြေအရာဆိုလို့ရှိရင်တော့ကျွန်တော်ဟိုမနိုင်ရမယ့်အခြေအနေမျိုးမှာနိုင်မသွားဘူးပေါ့နော်ကျွန်တော်ရှုံးမှရှုံးသွားတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်ဆိုတော့ဆိုတော့ဒီပွဲကလည်းကျွန်တော်တို့ဒီပေါ့နော်အဆင့်ကျွန်တော်တို့ဒီ 1 to 10လေးကိုဝင်ဖို့တွားစူးစမ်းနေတဲ့ Brentford အတွက်လုံးဝကျွန်တော် chance တစ်ခုဖြစ်တယ် United ကလည်းကျွန်တော်ဒီ3 scene နဲ့သူပြတ်သားတဲ့ရလာတစ်ခုရထားပြီဆိုတော့ကျွန်တော်ထိုးသားတွေကဒီဘာလို့ United ကျွန်တော်တည်ရလောက်များရမလားဆိုတဲ့အခြေအနေမျိုးကိုအမြော်လင့်နေမဲ့အခြေအနေမျိုးမှာတော့ရှိတယ်ကျွန်တော်ကိုယ်တိုင် United ပရိသတ်ပါဒါပေမဲ့ဒီပွဲကတော့နိုင်နိုင်ကြီးနည်းတယ်နိုင်ဖို့မရှိတော့ဘူးလို့ကျွန်တော်ထင်ပါတယ်ဆိုတော့ ီပွဲကတော့ကျွန်တော်တလုံးလုံးနဲ့တော့ Brentford ကျွန်တော်ကတ်နိုင်တော့ပုံများတယ်အဓိကကျွန်တော်ဗာလဲဆိုလို့ရှိရင်ဘုံမောင်းတဲ့ပွဲမှာလည်းဒီကြေးပဲကျွန်တော်ဖွင့်တာပေါ့နော်ဘုံမောင်းတဲ့ United နဲ့ပွဲမှာဒီကြေးဖွင့်တယ်အဲ United ကျွန်တော်တရေရခဲ့တယ်ကြေးအောင်တယ်ပေါ့နော်ကြေးအောင်တယ်လိုချင်နေမျိုးကျွန်တော်ဖြစ်တယ်အာ Brentford ကကျွန်တော်ကြေးတော့ဇက်တိုက်တော့အောင်နေတယ်ဒါပေမဲ့လည်းပဲဒီပွဲလေးဆက်ပြီးတော့ကြေးအောင်ကိုရှိအောင်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒီပွဲတော့ Brentford ကျွန်တော်ကြိုက်ပါတယ် ော့နောက်တစ်ပွဲကကျွန်တော်တို့ဒီ Brighton နဲ့ Newcastle ပေါ့နော် Brighton အင်္ဂွင်မှာကျွန်တော်ကစားရမယ်ကာဆယ်ကအရေးကြီးတယ်ဘာလို့လဲဆိုတော့သူတို့ Champion League ဝင်ခွင့်ပေါ့နော် Champion League ဝင်ခွင့်အတွက်အားခဲနေတဲ့ချိန်မျိုးကျွန်တော်ဖြစ်တယ်ဆိုတော့အာကာဆယ်ကအခုလက်ရှိလည်းပဲ30ရုံးပြီးတဲ့ဘောင်းတည်းရဲ့၃လုံးကို သုံးလုံးတည်ပြီးပေါ့နော်ဒီလိုချင်းလေးမျိုးကျွန်တော်ပေးပါတယ်ဆိုတော့တကယ်တကယ်တမ်းဆိုလို့ရှိရင်ပထမကြော့ဒီပေါ့နော်ယူကာဆယ်ဘက်ကနေပြီးတော့ကျွန်တော် level 90 90ရှောင်းလောက်ဒီကျွန်တော်ဖွင့်ခဲ့တဲ့ပုံရဆိုလို့ရှိရင်ဒီနေ့ပွဲကအနည်းဆုံးကျွန်တော်ဒေစီပဲပေးရမယ့်ချင်းလေးမျိုးမှာကာဆယ်ဘက်ကကျွန်တော်30လောက်ထိတော့ကျွန်တော်တို့ထွက်လာတယ်ပေါ့နော်ဒါပေမဲ့တကယ်တကယ်တမ်းပေါ့နော်ကျွန်တော်ကတော့အရင်လုံလောက်တယ်လို့တော့ကျွန်တော်မခံစားရဘူးပေါ့နော်အရင်လုံလောက်တယ်လို့မခံစားဘူးလို့ဆိုတော့ဒီ Champions League ဝင်ခွင့်အတွက်လုံးဝကျွန်တော်အသေးအံအရေးကြီးနေတဲ့အတင်းတင်းအတွက်ပြင်းတဲ့ပြင်းထိုက်တဲ့ဈေးမျိုးမဟုတ်ဘူးလို့ ဆိုလိုချင်တာပေါ့နော်အဲဒီလိုမျိုးဒီပေါ့နော်ဥမာတခြားမှတ်ထားပါတော့ကျွန်တော်ဒီ Chelsea တို့ပါလို့ဆိုလို့ရှိရင်ဗျာကျွန်တော် Liverpool လို့အသင်းမျိုးကို ပေးတဲ့ဈေးကကျွန်တော်လုံးဝတင်းတင်းကျပ်ကျပ်အဲ့လိုမျိုးအထိကျွန်တော်ပေးနိုင်နေပြီမြင်အဲ Newcastle ပေးတဲ့ဈေးကကျွန်တော်ပြင်းတယ်ပြင်းတော့ပြင်းတယ်ဒါပေမဲ့အရင်ပြင်းတာမျိုးမဟုတ်ဘူးပေါ့နော်ဆိုတော့ဒီတော့ကြောင့်မလို့ Newcastle တော့ကျွန်တော်မကြိုက်ဘူးဈေးပြင်းတဲ့ပုံစံကကျွန်တော်နည်းလုံးအကြီးရယ်ပေါ့နော်ပြား40အဲ့လောက်လောက်ပဲကျွန်တော်ပြင်းထားတာဆိုတော့တော်တော်လေးနည်းတယ်ဆိုတော့ ဒီဘွဲ့ကိုတော့ကျွန်တော်ကတော့ဒီ body တော့ရှောင်နေတယ်ဒီဘွဲ့ကျွန်တော်ကတော့ကိုးပေါ်လေးကြိုက်တယ်ညကဆယ်ကိုးပေါ်ပါเนาะကျွန်တော်ဒီ၃လုံးတည်ရဆိုတဲ့အနေအထားမျိုးမှာ level 30ရှုံဆိုတော့နှစ်သင်းလုံးကျွန်တော်ကိုးရနိုင်ကြကျွန်တော်ရှိပါတယ်ဆိုတော့ကိုဘောကြိုက်ပါတယ်ဟူစကိုကတော့ဒီဘွဲကိုအဲ1 3နဲ့ညူကာဆယ်နိုင်မယ်ဆိုပြီးတော့ခံမှန်းထားတာဖြစ်ပါတယ်ဘရက်ဖို့ဘွဲကိုတော့ကျွန်တော်3 2နဲ့အဲဒီဘာလို့ဘရက်ဖို့နိုင်မယ်ဆိုပြီးတော့ခံမှန်းထားတာဖြစ်ပါတယ်ဆိုတော့နောက်တစ်ဘွဲကျွန်တော်ဒီဝက်ဆန်နဲ့စပါပါနော်ဝက်ဆန်နဲ့စပါမှာဆိုလို့ရှိရင်ဝက်ဆန်ဘက်ကနေပဲ level 85လေးအောင်ကျွန်တော်ပြီးတယ်လုံးဝခက်တင်းနေမယ် ၈၅ဒီပီတယ်ဝက်ဆန်အခုလက်ရှိကျွန်တော်တို့ဒီအစ်စက်ခွန်မှာတော်တော်ကျွန်တော်တို့အချင်းနေဆိုးတာဆိုးတာပါနော်ဝက်ဆန်ကျွန်တော်တို့ဒီတန်းစင်းစုံရဲ့အပေါ်မှာကျွန်တော်ရှိပါဘူးဘာဟန်နန်တို့ပါတော့ဟိုအပေါ်ကြီးကျွန်တော်ရောက်ကုန်ပြီဆိုတော့ဝက်ဆန်ရဲ့ကျွန်တော်အိမ်ဝင်းဖြစ်တယ်တို့လန်ဒန်ထားပြီးလို့လည်းကျွန်တော်ပြောလို့ရတယ်ပေါ့နော်စပါးကကျွန်တော်တို့ဒီတစ်ခုရှိတာတို့ဒီဘိုဒိုကလင်းနဲ့ပွဲဘိုဒိုကလင်းအိမ်ဝင်းမှာကျွန်တော်တို့နောက်တစ်ကြော်ကံကိုကြံသေးတယ်ဆိုတော့ပထမကြော်ကျွန်တော်တို့3-1နဲ့တော့ရတော့ရထားပြီဆိုပေမဲ့ ဖိုရိုကလင်းကသူ့အင်္ဂွေဆိုလို့ရှိရင်တော်တော်ကိုကျွန်တော်တိုက်စစ်ကထက်မြက်တဲ့အသင်းဆိုတော့ဒီတော့ကြောင့်မလို့ယူရိုပါလိကိုပဲလုံးဝအံ့ရောက်နေလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ဒီနေ့ပွဲကြီးပြီးတဲ့ပုံစံဆိုလို့ရှိရင်ဒီနေ့ပွဲမှာကျွန်တော်ဝက်ဆန်းရဲ့ဈေးကဒါအပြင်းဆုံးပဲလို့ကျွန်တော်ပြောလို့ရတယ်။เนาะအဲဒီပေါ့နော်ဥမာထားပါတော့ကျွန်တော် Brentford ပြင်းတဲ့ပြင်းတဲ့ပုံစံနဲ့ကျွန်တော်ဒီဝက်ဆန်းပြင်းတဲ့ပုံစံ เนาะဒီလိုသိနေတာဥမာဒါစပါးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ semi final ရောက်နေတယ်အဲဒီ Manchester United နဲ့လည်း semi final ရောက်နေတယ်ဒီလိုနေထားမျိုးမှာ West Ham ကစပါးကိုပေးတဲ့ဈေးနဲ့ဒီဘာနော် Brentford ကဒီ United ကိုပေးတဲ့ဈေးကကျွန်တော်အထားပါတော့ဒီတိုင်းကြည့်မယ်ဆိုလို့ရှိရင် Brentford ကပိုပြင်းတယ်လို့ထင်ရမယ်တကယ်တကယ်တမ်းဒီဘာနော်ပထမကြော့ကြီးအသွာလာရဆိုလို့ရှိရင် West Ham ပေးတဲ့ဈေးကမတရားကိုကျွန်တော်တို့ပြင်ပါတယ်ဆိုတော့အဲဒီဘာနော်ဒီလိုနေထားမျိုးပြီးတော့ကျွန်တော်ကိုးပေါင်းဈေးပေါ့ကိုးပေါင်းဈေးဆိုလို့ရှိရင်ပထမကြော့ကျွန်တော်၄လုံးကိုကျွန်တော်60ပေါင်းလောက်ဒီပောက်ပြီးတော့ 4-1နဲ့စပါးကပထမကြော်ကြောင်းနိုင်ခဲ့တာဆိုတော့ဒီလိုအခြေအနေမျိုးမှာအခုလက်ရှိ3လုံးတရီဆိုတဲ့အခြေအနေမျိုးမှာတော်တော်ကြီးကိုပြော့သွားတဲ့အခြေအနေမျိုးဖြစ်တယ်။ဒါအပြင်ကျော်ဝက်ဆန်ဟာဆိုလို့ရှိရင်အခုနောက်ပိုင်းပေါ့နော်အိမ်ဝင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်နောက်ဆုံး5ပွဲမှာ4ပွဲတိကျွန်တော်တို့ကိုးအောက်ထားတဲ့အခြေအနေမျိုးကြောင့်ဖြစ်ပါတယ်။ဆိုတော့ဒီလိုကြောင့်မလို့ကိုးပေါင်းစုရဲ့ body suit ရောကျွန်တော်တို့ဒီဝက်ဆန်ကိုညှို့နေတယ်။ဆိုတော့ဒီလိုကြောင့်မလို့ဒီပွဲလုံးဝဝက်ဆန်ကအနိုင်မဲလို့ကျွန်တော်တို့ယူဆပါတယ်။ဆိုတော့ဝက်ဆန်နိုင်သွားလိမ့်မယ်လို့ထင်ပါတယ်။ဟူးစကောတော့ဒီပွဲကို2-1နဲ့ဝက်ဆန်နိုင်မယ်ဆိုပြီးတော့ခံမှန်းထားတာဖြစ်ပါတယ်။ ဆိုတော့နောက်တစ်ပွဲကတော့ကျွန်တော်တို့ဒီနောက်ကျပွဲပေါ့နော်ပွဲကြီးပွဲကောင်းလည်းဖြစ်တယ် Chelsea နဲ့ Liverpool Chelsea အတွက်တကယ်ကိုကျွန်တော်အရေးပါတယ်ပွဲတစ်ပွဲဖြစ်တယ်သူတို့ပထမကြောကျွန်တော်တို့ဒီပါလဲဂျကာတင်းလားဂျကာတင်းနဲ့ကျွန်တော်4-1နဲ့လားမသိဘူးသူတို့အဝေးဝင်းမှာကျွန်တော်နိုင်ထားတယ်ဆိုတော့ဒီတော့ကြောင့်မလို့ပြန်ကန်းမှာအိမ်ဝင်းဆိုတော့ပြီးသွားပြီပေါ့နော်ကျွန်တော်နောက်တစ်ဆင့်ကျွန်တော်တို့ဒီ final တက်ပြီလို့ပဲကျွန်တော်တို့ပြောလို့ရပြီပေါ့နော်ဆိုတော့ဂျကာတင်းလည်းကျွန်တော်ဖြစ်နေတယ်ကန်းမှာလည်းကိုယ်အိမ်ဝင်းမှာပဲကျွန်တော်ကန်းရမယ်ဆိုတော့ AC ပဲဆိုတော့ အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီ Euro အဲဒီဘယ်လို Conference League ကတို့မေးထားလိုက်လို့ရသွားပြီဒီလိုနေထားမျိုးမှာ Champion League ဝင်ခွင့်အတွက်လုံးဝအမှန်ကန်ဆိုသလိုကျွန်တော်တို့တိုက်ပွဲဝင်ရမယ့်အခြေအနေမျိုးပါဒါအပြင်ကျွန်တော် Liverpool ကလည်းပြီးခဲ့တဲ့ဒီပွဲမှာဆိုလို့ရှိရင်သူတို့ကဗလာရသွားပြီဗလာရသွားပြီဆိုတော့ဒီပွဲကသူတို့ကအေးလူပဲကျွန်တော်ကန်တော့မယ့်အခြေအနေမျိုးကျွန်တော်ဖြစ်တယ်ဂုံတိကအရပေါ့လေဒီလိုမျိုးပဲကျွန်တော်ကန်တော့မယ့်ထိမ့်သိမ့်ပြီးကျွန်တော်ကန်တော့မယ့်အခြေအနေမျိုးဖြစ်တယ်လို့ကျွန်တော်တို့ပြောလို့ရတာဖြစ်ပါတယ်ဆိုတော့ဒီဒီပွဲမှာကျွန်တော် Chelsea ဘက်ကလည်းပဲ55ပြားရှုံးပေါက်တယ်အဲဒီဘယ်လို့ကိုမောင်စီကကျွန်တော်3-0ကို55ပြားရှုံးကျွန်တော်ပေါက်ပါ ါတယ်ဆိုတော့ဒီကျင်းနေထားကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှင်တကယ်တမ်းကျွန်တော်ပထမကြော့ဒီ Liverpool တလုံးတည်နေတဲ့ကျွန်တော်တူ2-1နဲ့ကျွန်တော်နိုင်ခဲ့တဲ့ကြည့်အရာဆိုလို့ရှင် Liverpool ဘက်ကနေပြီးတော့ Liverpool ရှုံးပေးရမယ်ဒါပေမဲ့ Liverpool flyer ရသွားပြီးကံကြရလည်းဘာမှရှိဘူး Chelsea အမှတ်လိုနေတယ်လူချင်းနေမျိုးမှာ Chelsea ဘက်ကနေပြီးလည်း55ပြားရှုံးတည်ကျွန်တော်ထွက်လာတယ်ဆိုတော့ပြား150လောက်ကျွန်တော်တို့ Chelsea ဘက်ကပြင်ထားတာကျွန်တော်ဖြစ်ပါတယ်ဆိုတော့ ဒါတော့လည်းကျွန်တော်အရင်ကြီးတော့ယုံလို့မရဘူးကျွန်တော်တို့အခြေအနေတွေကြည့်လိုက်ပြန်လေပါဘူးဖလားရသွားပြီပြီးလို့ရှိရင် Chelsea အဲဒီဘာလို့နိုင်မှုလိုနေတယ်အမှတ်လိုနေတယ်နော်အော်ရှေ့မှာလည်းကျွန်တော် conference ကကိုပြတ်သွားအားလုံးကကျွန်တော် Chelsea ကိုညွန်နေရမှာနော် Chelsea နေမဲ့လူတွေများမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်တို့ Chelsea အဲ့လောက်ကြီးမကြိုက်ဘူးပေါ့နော်ဒီပွဲမှာကျွန်တော်စိတ်ဝင်စားတာကကူပေါင်းစီဒါမှကျွန်တော်တို့က3လုံး100ရှုံးတိပေးခဲ့တယ်အဲဒီနေ့ထားမှာအခုလက်ရှိနေထားမှာ3လုံးကိုကျွန်တော်25ပြားရှုံးပေါ့နော်3လုံး25ပြားရှုံးဆိုတော့ကူပေါင်းစီကတော်တော်ကြီးကျသွားတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်ဆိုတော့ အဲကိုပေါင်းစည်းကြတဲ့အကြောင်းရင်းကိုကျွန်တော်ပြန်ရှာကြည့်တော့လေ Chelsea ကသူ့အိမ်ခွင်မှာအခုလက်ရှိ18ပွဲ Premier League မှာကစားထားတယ်10ပွဲဒီ9ပေါ်ဒီ9ပေါ်ပြီးတော့9ပွဲပဲကျွန်တော်ကူအောင်ထားတယ်เนาะဒီလိုခြေနေမျိုးကျွန်တော် ဖြစ်တယ်ပြီးတော့ကျွန်တော် Liverpool ကိုကြည့်တော့လေဒီလိုပဲကျွန်တော်ဒီ18ပွဲဒီသူတို့အဝေးဝင်းမှာကစားထားနေနေထားမျိုးမှာ10ပွဲပေါ်ပြီးတော့ကျွန်တော်ဒီ9ပွဲကူအောင်ထားတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်ဆိုတော့10ပွဲဒီကျွန်တော်ကူဒီပေါ်ထားကြတယ်ဆိုတော့ဒီလိုနေထားမျိုးမှာ၃ခုပြပလုံးဝမခတ်တဲ့အခြေအနေမျိုးမှာ၃၃၅များရှုံးဆိုရင်နေထားက တော်တော်နည်းတယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဆိုတော့ဒီပွဲကအဲဒီပါနော်မပေါဘူးဆိုလို့ရှိရင်အနေဆုံးပထမအကြော့စီကျွန်တော်သုံးလုံးတရာရှုံးဝင်ရုံးလောက်မှာကျွန်တော်ရှိတဲ့နယ်လို့ကျွန်တော်ယူဆတယ်ပါနော်ဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော် Chelsea အမှတ်လွန်နေတာပြောရမယ်ဆိုလို့ Liverpool တိုက်စစ်ကောင်းနေတာဘာညာပါနော်ဒီလိုချင်းတွေမျိုးနဲ့အဲအနေဆုံးတော့ကျွန်တော်ဒီသုံးလုံးတရာရှုံးဝင်ရုံးလောက်မှာကျွန်တော်ပေါက်တင်တယ်လို့ထင်တယ်ဆိုတော့35ပြားရှုံးမှာကျွန်တော်ကတော့ ကိုအောက်ပဲကျွန်တော်ကြိုက်ပါတယ်ဆိုတော့ Huskoa ကတော့ဒီပွဲကို1-2နဲ့ Liverpool နိုင်မယ်ဆိုပြီးတော့ခံမှန်းထားတာဖြစ်ပါတယ်ဆိုတော့အမ် Chelsea ကလည်းကျွန်တော် Liverpool ကိုနိုင်မှုခံပါ Liverpool ကကျွန်တော်ပြောသလိုပဲဒီသူတို့ fly ရပြီးဒါဂွန်ဒီကာယာကန်မယ်ဒါပြိုင်ပွဲလည်းဖြစ်တယ်ဆိုတော့ထင်းထင်းသိမ်းသိမ်းပဲကျွန်တော်ကစားမယ်ပေါ့နော်ဆိုတော့ဟိုမှာနိုင်ရင်နိုင်မယ် Chelsea နိုင်ရင်နိုင်မယ် Liverpool နိုင်ရင်နိုင်မယ်ဒီအကြိုင်ကြမယ်ဒါပေမဲ့3ကိုအများဆုံးပဲလို့ကျွန်တော်တော့ယူဆပါတယ်ဆိုတော့ဒီတစ်ချက်မှဒီပွဲကို6အောက်ကိုကျွန်တော်ကြိုက်ပါတယ်ဆိုတော့ဆိုတော့ ဒါကတော့ကျွန်တော်ဒီနေ့ညကစားမယ်အဲပရီးမီးယားလိပွဲစဉ်တွေအတွက်ပွဲချုပ်သုံးသပ်ချက်တွေဖြစ်ပါတယ် Who score goal score prediction တွေမှာပေါင်းပြီးဆွေးနွေးပေးကြရဖြစ်ပါတယ်ဆိုတော့အတန် quality ပါညာအဆင်မပြေရရှိရဆိုလို့ရှိရင် sorry ပါကျွန်တော်တို့အဲဒီမှာတော့တီးခတ်ပြီးနားထောင်ပေးကြတဲ့ညီအစ်ကိုများအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတွေ့ပါမယ်အားလုံးကျေးဇူးပါခင်ဗျာ